ကတော့သမီးတို့မင်္ဂလာပါဒီချေကတော့တတိယအတန်းဇာတိတာကိုတင် जा ပေးမယ်ဒီချေဖြူထိုက်ပဲဖြစ်ပါတယ်ဒီချေဒီနေ့ပြောပြသွားပေးမယ်အကြောင်းအရာလေးအောင်ယုံကြည်အားကိုးရသူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ယုံကြည်အားကိုးရသူဆိုရဲခေါင်းစဉ်လေးမှာတငယ်ချင်း၃ယောက်အကြောင်းလေးပါပါတယ် င်း၃ယောက်အကြောင်းလေးကတော့မောင်မြင့်တို့တငယ်ချင်း၃ယောက်ကတဲ့ဘောလုံးအားကစားဝတ်ဆောင်ဝယ်ခြင်းလို့ပတ်စံစုဖို့ဆုံးဖြတ်လိုက်ကြပါတယ်တဲ့စုထားတဲ့ပတ်စံတွေကိုတယောက်တစ်လှည့်စီတာဝန်ယူပြီးတော့တိမ်းနှားလိုက်ကြပါတယ်တနည်းမှာတော့တဲ့မောင်မြင့်က သူမိဘတွေနဲ့ခရီးသွားကြတယ်ခရီးသွားတဲ့အခါမှာတငယ်ချင်းတွေကမောင်မြင့်အတွက်စုဘူးတဲကိုပတ်စံလေးတွေဖြည့်ပေးကြတယ်တဲ့ အားကစားဝတ်စုံဝယ်ဖို့ပတ်စံပြေသွားပြီမဲ့လေခရီးကပြန်မလာသေးတဲ့မောင်မြင့်ကိုစောင့်နေကြတာပေါ့မောင်မြင့်ပြန်ရောက်လာတဲ့အခါမှာတော့တငယ်ချင်း၃ယောက်အတူတူဆုံးဖြတ်ထားတဲ့အတိုင်းပဲအားကစားဝတ်စုံကိုဝယ်ဝေးပြိုက်ကြတယ်။ယုံကြည်အားကိုးရတဲ့တငယ်ချင်းတွေကြောင့်မောင်မြင့်ကတိတ်ကိုပျော်ရွှင်ရတာပေါ့။ ဒီချေတို့ဒါကတော့မောင်မြင့်တို့တငယ်ချင်း၃ယောက်အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတို့မှာနောက်ထပ်ခေါင်းစဉ်လေးတစ်ခုရှိပါသေးတယ်။ဒီချေနဲ့အတူတူလိုက်ပြီးတော့နားထောင်ပေးပါဦး။ နောက်ဆက်လန်းလေးထဲမှာဆိုရင်လည်းတငယ်ချင်း၃ယောက်ရှိပါတယ်။တငယ်ချင်း၃ယောက်ကတော့ဝေယံ၊ချယ်ရီနဲ့ဇွန်ပွင့်တို့ပဲဖြစ်ပါတယ်။သူတို့တငယ်ချင်း၃ယောက်ကတဲ့ចောင်းစာတွေကိုအတူတူစက်မှတ်လေးလာလေးရှိတယ်တဲ့။ချယ်ရီနဲ့ဇွန်ပွင့်ကအင်္ဂလိပ်စာမှာအားတန်ပြီးတော့ဝေယံကတော့တဲ့သင်ချာတွက်ရတာအားတန်ပါတယ်။တအားတို့တမီးတို့မှာဆိုလို့ရှိရင်လည်းဥပမာ 6ဘာသာရှိတယ်6ဘာသာမှာတအားတမျိုးတိတ်ပံမှာတော်တဲ့တငယ်ချင်းရှိသလိုမြန်မာစာမှာတော်တဲ့တငယ်ချင်းရှိပါတယ်ဒီမှာဆိုရင်လည်း cherry နဲ့ zoom ပွင့်ကအင်္ဂလိပ်စာမှာတော့ထူးချွန်ပြီးတော့သင်္ချာကိုတော့ဝေယံကထူးထူးချွန်ချွန်နဲ့သင်္ချာပုံစံတွေကိုဖြည့်ရှင်းနိုင်ပါတယ်တဲ့ ဝေးရန်ကောင်းကောင်းနားမလည်သေးတဲ့အင်္ဂလိပ်စာသင်ခန်းစာတစ်ခုရှိပါတယ်တဲ့။သူနဲ့အတူတူဖတ်တဲ့ Cherry နဲ့ Zoom ပွင့်ကတော့ရပြီ။သူကဘာဖြစ်လို့မရနိုင်တာလဲဆိုပြီးတော့မကြေမနက်ဖြစ်မိတယ်။နောက်တစ်ခါတငယ်ချင်းတွေအတူတူစာလေးလာဖို့လာခေါ်ရင်ညင်းလိုက်မယ်။သူ့အားနဲ့ချက်ကိုတခြားသူတွေကိုမသိစေချင်ဘူး။ Cherry နဲ့ Zombie တို့နှစ်ယောက်မှာတဲ့ဘသူကိုယုံကြည်အားကိုးရမလဲဆိုပြီးတော့ဝေယံကစဉ်းစားနေမိပါတယ်။ နောက်တနေ့မှာပဲ Cherry နဲ့ဇွန်ပွဲတို့နှစ်ယောက်ကဝေယံကို စားလေးလာဖို့တွားခေါ်ကြတယ်။အဲ့ဒီအချိန်မှာပဲဝေယံကဒီနေ့ငါတယောက်တည်းပဲစာလေးလာခြင်းလို့နင်တို့နဲ့မလိုက်တော့ဘူးနော်လို့ပြောလိုက်တော့တငယ်ချင်းနှစ်ယောက်ကလှည့်ပြန်သွားတာပေါ့နောက်တနေ့မှာ Cherry နဲ့ Zoom Win တို့နှစ်ယောက်ဝေယံကိုလာခေါ်ကြပြန်တယ်ငါတို့နှစ်ယောက်မတွတ်တတ်တဲ့သင်္ချာပု္ပ္ပာတွေရှိလို့ဒီနေ့နင်လာမဖြစ်မှာနော်လို့ပြောတော့ဝေယံကအံ့ဩသွားတာပေါ့ နင်တို့အားနေချက်ကိုငါ့ကိုပြောပြတာဘာကြောင့်လဲလို့တငယ်ချင်းနှစ်ယောက်ကိုမေးလိုက်တယ်။ချယ်ရီနဲ့ဇွန်ပွင်းကနင်ကိုငါတို့ယုံကြည်အားကိုးလို့ပေါ့တငယ်ချင်းရဲ့လို့ပြန်ပြောလိုက်တယ်။ချယ်ရီကနင်ကငါတို့ရဲ့အားနေချက်တွေဘသူ့ကိုမှမပြောပြပဲကူညီပေးမှလို့ယုံကြည်တယ်။ငါတို့ကိုလည်းတခါမှလိန်ညာမပြောဘူးဘူး။ပြောထားတဲ့အတိုင်းအမြဲဂရီတည်တယ်။လူတိုင်းပေါ်မှာလည်းယူသားဖြောက်မဲ့တယ်လို့ပြောတယ်။ င်တို့နှစ်ယောက်ဟာငါ့အတွက်ယုံကြည်အားကိုးရတဲ့သူတွေဆိုတာငါတီးလိုက်ရပါပြီတငယ်ချင်းတို့ရဲ့လို့ဝီယန်ကပြန်ပြောလိုက်ပါတော့တယ်။ဒါဆိုတီချဲပြောပြသွားတဲ့အကြောင်းအရာလေးနှစ်ခုရှိပါတယ်။အဲ့ဒီအကြောင်းအရာလေးမှာကတော့တငယ်ချင်း၃ယောက်စီပါပါတယ်။တငယ်ချင်း၃ယောက်ကတယောက်နဲ့တယောက်ဘယ်လိုမျိုးယုံကြည်ကြသလဲ။ဘယ်လိုမျိုးတယောက်နဲ့တယောက်အားကိုးကြသလဲဆိုတာကိုသားတို့သမီးတို့သိရှိသွားပြီလို့တီချဲထင်ပါတယ်။သားတို့သမီးတို့ကိုတီချဲကယုံကြည်ထိုက်သူဆိုတဲ့ကြံပြလေးကိုယူပြပေးပါမယ်။ ယုံကြည်ထိုက်သူမျိုးသားဖြောင်းမတ်တည်ကြည်ပါယုံကြည်အားကိုးရာလိန်နာညာရာမြဲရှောင်ရှာမှန်ကန်တဲ့စကားပြောလို့နှစ်ပါးရှိနောက်ညီဂတိသစ္စာတည်လူကုံကြီးရင်မာကိန်ကိုနှုတ်မြဲဆောင်ထိန်ကပြာဆရာနာမည်လေးကတော့ယူတင်မဲဖြစ်ပါတယ်ယုံကြည်ထိုက်သူကပြားလေးကိုဒီချန်နဲ့အတူတူတစ်ခေါက်လောက်ပြန်ပြီးတော့ယူကြည့်ကြရအောင် ယိုသားဖြောင်းမှတ်တီကြည်ပါယုံကြည်အားကိုးရာလိန်နာညာရာမြဲရှောင်ရှားမှန်ကန်တဲ့စကားပြောလုံးနှစ်ပါးရှိနှောင်းကြီးဂတိသစ္စာတီလူကုန်ရင်ရင်မာကိန်းကိုနှုတ်မြဲဆောင်ထိန်ကပြားစရာနာမည်လေးကတော့ယူတင်မဲဖြစ်ပါတယ်ဒီနေ့သင်ငန်းစာလေးကတော့ဒီလောက်ပါပဲเนาะသင်ငန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်